မင်းသမီးရှုံးရတဲ့ထေချောင်းမော်ရဲဇနီးတွေတွေကိုပိုင်ဆိုင်ထားကြတဲ့မင်းသားလေးဦးအနုပညာလောကမှာတော့မင်းသမီးမင်းသားသာလက်ထက်ထိတ်များကြတာများပါတယ်။တမ်းမဲထိတ်တန်မင်းသားတချို့ကတော့အနုပညာရှင်မဟုတ်ပဲအပြင်အမျိုးသမီးတွေကိုဇနီးတွေအဖြစ်ရွေးချယ်ကြတာပါ။ရွေးချယ်လိုက်တဲ့ဇနီးတွေတွေကမထင်မှတ်ထားလောက်အောင်ချောရတာပြိတက်ကြမှာနာမည်ကြီးတဲ့သူတွေလည်းရှိလို့နေတာပါ။မင်းသမီးရှုံးရတဲ့ထေချောင်းမော်ရဲမင်းသားရဲ့ဇနီးလေးဦးကဘာသူလဲဆိုတာဗီဒီယိုလေးကိုဆက်ကြည့်အောင်နော်။ နံပါတ်၁နေသူနေသူကအနုပညာလောကထဲကမဟုတ်ပဲတဲဆုမျက်ရွှေကိုစနေအဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။မတဲဆုမျက်ရွှေကစီးပွားရေးလုပ်ငန်းရှင်အတိုင်းဝိုင်းတဲကဖြစ်တဲ့အပြင်ရုပ်စင်အင်္ဂါကလည်းမင်းတွင်လုံးလို့ရတဲ့အထိပြည်စုံတာပါ။ဒါပြန်လက်ထပ်ပြီးတဲ့အချိန်မှလည်းအလပကြီးရနဲ့ပတ်သက်ပြီးအသေးစိတ်ကြိုးစိုက်တာမို့လာတဲ့လာလာခဲ့ပါတယ်။နေသူနဲ့ပွဲအတူတူတက်လာပြီးဆိုရင်အနုပညာရှင်အချင်းချင်းကတော့မတဲဆုမျက်ရွှေကိုမင်းတွင်လုံးပါလာလို့တိုက်တွန်းကြတာပါ။ မတေစုမျက်ရှိကအရှက်ကြကြီးသူဖြစ်တဲ့အတွက်မင်းသမီးလို့ဖို့အထီတော်မရေတင်သေးဘူးလို့သိရပါဗျ။ဒါပြင်နေတော့လည်းဇနီးဖြစ်သူကိုအင်ရှင်မတရားဖြစ်တာမြင်ချင်တာဖြစ်ကောင်းမင်းသမီးအနေနဲ့မလို့စေချင်ပါဘူး။နမနဲ့လူမင်းလူမင်းနဲ့ဇနီးဖြစ်သူမခင်စပယ်ဦးတို့လက်ထက်တဲ့အချိန်မှာနုပညာလောကမှာရောပိတရီချားမှာပေါအိုးအိုးတောင်းနေဖြစ်ခဲ့ပါဗျ။တရားတင်ဆိုရဲ့ညီမပြတ်တူခင်စပယ်ဦးကစီစဉ်ဥစ္စာလေးပြေစုံတဲ့ပြင်ရုပ်ရည်ကလေးတင်တယ်လာပါနေရကြပါ။ ဒါကြောင့်မို့လဲလူအများကလူမင်းကိုစနေရကန်ကောင်းတယ်လို့တော့ချီးကျူးကြတာပါမာကီယိုစပေဦးကစက်တရီရှိတဲ့အလားတရားတွေရှိတဲ့အပြင်တင်းညာရက်ကျက်ကမြန်တာရဲ့စနေဆိုပြီးဂုံမောက်မာရာမျိုးလေးမရှိပါဘူးအနုပညာလောကတွေကပွဲတချို့မှသာလူမင်းနဲ့တူတူပွဲတူတက်တာဖြစ်ပြီးလူရှေသိမ့်မထွက်ဖြစ်ပါဘူးနံပါတ်3ပိုင်စီရဲ့တုံပိုင်စီရဲ့တုံရဲ့ဇနီးမစင်တဲ့နိုင်ကငရွယ်နှုတ်ပြုံမှုတွေအပြည့်ရှိက မင်းတမင်းရှုံတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတာကြောင့်နှုတ်ခမ်းနဲ့မာလီတွေကတော့အားကြနေကြတာပါ။မဆင်သေးနိုင်ကခေဆန်တဲ့ပြင်အလှပကိုဥစားပေးတော်မူပိုင်စီရဲ့တွန်ကကလေးနဲ့အရွယ်ရောက်လာတဲ့အချိန်ထိကိုတဲတဲလိုချက်ကကျူပြနေရတာပါ။ဒါပြဇနီးတေကိုလည်းတဝန်တူကအထင်မှန်ပြနေရတာပါ။နံပါတ်၄မင်းဦး မဲဦးကပထမအင်တာဗျူးမှာကံအကောင်အကြောင်းမလားကကြွားရှင်ခဲ့ရပါတယ်။တတမိုးနဲ့ကြွားရှင်ပြီးနောက်ပိုင်းမှာအချစ်စိတ်ကိုရှာဖွေနေကြတာပါ။ကံအကြောင်းတိုက်ဆိုင်တဲ့အချိန်မှာတော့သူထက်အများကြီးငယ်ကလှပါရုံရင်နဲ့အမျိုးသမီးဖြစ်သူမခိုင်ဝေသူကိုလက်ထပ်ခဲ့ပါတယ်။မခိုင်ဝေသူကချစ်စရာကောင်းတဲ့အပျော်လှလှလေးတွေကိုပိုင်ဆိုင်ထားတာကြောင့်မဲဦးကချစ်မွားဖြစ်နေရတာပါ။ခုချိန်ထိမဲဦးတို့ဇနီးမောင်နှံကကလေးမယူပဲပျော်ရှင်စရာကောင်းတဲ့အင်တာဗျူးဘဝကိုဖျက်တမ်းနေကြပါတယ်။နမတ်ငါမင်းမြဲ မင်းမြတ်ကလည်းဇနီးချော်လေးတယောက်ကိုအရာယူနိုင်ခဲ့သူပါမင်းမြတ်ရဲ့ဇနီးမခင်တူအောင်ကစီဝါရေးရဆိုရင်လည်းအတိုင်းဝမ်းကြည့်တယ်လို့ရုံးရည်ရလည်းအာနေချက်မရှိပါဘူးအရာပြည့်စုံတဲ့ဇနီးဖြစ်သူကိုရရှိထားတာကြောင့်မင်းမြတ်ကအနုပညာလောကမှာနောက်ဆန်တန်းစရာမရှိပဲရပ်တည်နိုင်နေရပါဒါပေမဲ့မခင်တူအောင်ကအနုပညာအတိုင်းဝမ်းနဲ့ကင်းကင်းတာနေထိုင်တာပါ ဒီမင်းသား9ရောက်ရဲ့ဇနီးတွေထဲမှာဘယ်တယောက်ကအချောဆုံးလို့ထင်လဲဆိုတာကိုမမရေးပြီးခေပါရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရစီရင်ပညာရှင်တွေအကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ဗီရီတနာမလို့တဲ့သိရှိနိုင်ဖို့အတွက်ဘိနာချက်ပြီးခလုံးလေးကလေးနေထားပေးကြပါရှင်။အဆုံးထိအားပေးကြည့်ရှုမှုတော်လည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ကြောင့်အတိတ်နဲ့တူပြန်လာခဲ့ပါမယ်။